ဒီအောက်ခံကြော်စင်ရဲ့ထွက်ဆိုချက်အရာဆိုရင်နဲ့သူ့ထွက်ဆိုချက်အရာမှာဒီကောင်ကဂိမ်းအလွန်ကြုံကစားတယ်လူသက်အလောင်းဖြောက်တဲ့နိုင်ငံခြားဇလန်တွဲတွေကိုအလွန်ကြုံကြည့်တယ်ပြီးတော့အဲ့လိုကြည့်ပြီးတော့အော်တိုဘာ9ရက်နေ့မှာတော့တဲ့လီဒါအမည်ရှိတဲ့ Telegram Channel ကနေတဆင့်အဲ့စုမြတ်ဝင်းဆိုတဲ့အမျိုးသမီးကတော့တည်ရသွားတဲ့အမျိုးသမီးကိုပျော်ပါဖို့အတွက်အခအကျင်းဝင်တဲ့ဆက်သွယ်ခေါ်ယူတယ်ပြီးတာနဲ့ဘဘဲရမ်းမြို့နယ်မှာရှိတဲ့ဒီ Beautyland Hotel အခန်းမှာ9ရက်နေ့မှာပျော်ပါတယ် ပြီးတဲ့ပြီးတော့ပြီးသွားတဲ့အချိန်မှာသူကြည့်ရှုထားတဲ့လုရှင်ကားတွေတဲ့အတိုင်းလူသက်လောင်းဖြောက်တဲ့ဇလန်ရီတဲ့အတိုင်းစားဆောင်တဲ့အတိုင်းဒီမျိုးသမီးစုမြောင်းဝင်ဆိုမျိုးသမီးကိုအသင်ဆောင်ပါလာတဲ့စတီတာနဲ့ရဲဆက်ထိုးကုန်တက်ဖြတ်တယ်တက်ဖြတ်ပြီးတော့ရဲဆက်ဆက်ကိုတက်ဖြတ်ပြီးတော့ဝင်းဝဲကလီစာတွေဝက်ဘက်ပေါင်အသားတွေကိုလှီဖြတ်ယူပြီးတော့စွန့်ပစ်လိုက်လှုပ်တယ် ကစားကြည့်နေလောက်တော့ကြောက်ဖို့ကောင်းလို့ဆိုတော့နော်အဲ့တော့အဲ့လိုလုပ်ပြီးတော့သူ့ရဲ့ကြီးစားဖြစ်သူအေမွန်အောင်ဆိုတဲ့မျိုးသမီးအေမွန်အောင်ဆိုတဲ့မျိုးသမီးကိုပါအဲ့ဒီဟိုတယ်ကိုလှမ်းခေါ်လိုက်တယ်ခေါ်လိုက်ပြီးတော့အခန်းမှာပေချန်နေတဲ့သွေးတွေကိုတန်ရှင်းလုပ်တယ်အဲ့စုမြဝင်းရဲ့အလောင်းတွေကိုဖြောက်ဖြက်ခြင်းတွေလုပ်တယ်အဲ့ဒါကိုအတူတူပူးပေါင်းလုပ်တယ်အဲ့ဒီမျိုးသမီးကိုပါဒါနှစ်ယောက်စလုံးပါအခုဥပဒေညီရေးယူဖို့အမှုဖွင့်ပြီပေါ့ဗျာနော်ဆိုတော့ဒီအရောပြန်ကြည့်လိုက်မယ်ဆိုရင်23နှစ်ပဲရှိသေးတဲ့ဒီနတ်တလင်းမျိုးနယ်မှာနေထိုင်နတ်တလင်းမျိုးနယ်မတ်တလင်းမျိုးနယ်ထိုင်နေ23နှစ်ပဲမစုမြဝင်းဆိုတဲ့မျိုးသမီးသူ့ကိုကတော့ Telegram နဲ့တစင်ချိတ်ဆက်ပြောပါတယ်ဆိုတော့ ဒါကြည့်ရတာဒီဒိတ်ခဲတွေလုပ်တဲ့ Telegram ဖြစ်ဖို့များတယ်။ဒါခွဲလွန်သွားတဲ့မြို့သမီးအနေနဲ့ကတော့ဒါဟိုသူ့ကိုတော့ခွဲလွန်သွားပြီဖြစ်တဲ့အတွက်မပြောကောင်းပါဘူး။သူ့ရဲ့မိဘတွေကိုလည်းစာနာပါတယ်၊ကိုကျင်းစာပါတယ်။သူ့မိဘတွေဆိုဘယ်လောက်ယဉ်ကွဲမလဲ၊ဘယ်လောက်ယဉ်ကျိုးမလဲ၊သူ့မိသားစုတွေဆိုဘယ်လောက်တောင်ယဉ်ကျိုးမလဲ၊ကိုသားသမီးကိုဗျာတတ်တာမှရိုးရိုးတတ်တာမဟုတ်တဲ့ခါကျတော့အဲ့ဒီမိဘတွေနေရာနေကျွန်တော်ဘလို့မှဟိုကိုကျင်းစာခန်းစားပေးတဲ့ခါမှာဘလို့မှကျွန်တော်တို့ဟိုထတ်တူမကပိုခန်းစားရပါတယ်။တကယ်ခန်းစားစိတ်မကောင်းဖြစ်ရတယ်။မိဘတွေနေရာမှာတော်တော်လေးကိုမိဘတွေဘယ်လောက်ယဉ်ကွဲမလဲ၊ယဉ်ကျိုးမလဲ ဘောနော်ဒါလည်းစဉ်းစားမိပါတယ်တင်းချက်ကဆိုတော့ဒါမဲ့ဒီမျိုးသမီးကောင်မလေးကတော့ကြည့်ရတာတကယ်လုပ်ပုံရပါတယ်ကြည့်ရတာရန်ကုန်မှာလာနေထိုင်အလုပ်လုပ်ရင်းနဲ့သူလည်း CYG အဲ Super Com နဲ့သူ့ရဲ့အဲစာဝတ်နေရေးသူကိုကြီးကိုယ်တိုင်ဖြစ်ရှင်းရေးကိစ္စတော့ကတကယ်လုပ်ပုံရတယ်ဆိုတော့ဒီခေတ်မှာဒေကေရလည်းအများကြီးပါပဲရှိပါတယ်ဒေကေရရလည်းကျွန်တော်ပြောဒေကေရရလည်းနှစ်သိန်းသုံးသိန်းအဲတချို့ဆိုလည်းဒီဈေးပုံစံမျိုးစုံပေါက်ပြီးတော့သွားကြပါတယ်အဲ့တော့ဘာပြောဒီဒေကေကိစ္စကတော့တော်တော်တော့ဒီတိုင်းဒီမှာလည်းတော်တော်ကြီးထွားလာတယ်တော်တော်ကြီးထွားလာတယ် တော့တိုင်းပြည်မှာတော့ရှင်းနေရှင်းကခက်လောက်တကယ်တည်းတော့ကြီးထွားလာတွေ့ရတယ်ဒါပေမဲ့လည်းမျိုးသမီးတွေကသူ့ရဲ့ဟိုဘဝလုံခြုံမှုသူကိစ္စတွေလောက်တာတွေဆိုတော့အပြစ်တော့မတင်ရဘူးဆိုကြပါစို့ဒါတွေကကျွန်တော်တို့အရင်ခေတ်ခေတ်တွေကရှိပါတယ်ခေတ်တောင်းလို့တာစကလုံးကြောင်းသွားတာဥပမာဆိုကြပါစို့မျိုးသမီးတွေကကြောင်းတက်ဖို့ပတ်စံလိုတယ်ကြောင်းတက်ဖက်မှာကြောင်းတက်တယ်မိသားစုကလည်းထောက်ပံ့နိုင်မှုအားနေတယ်အဲ့ခါကျတော့မျိုးသမီးတွေကကြောင်းလဲတက်တက်တယ်တက်ကူတက်နေနေဒေးတက်နေနေကတော့သက်ဆိုင်ရာပုံကိုယ်တချို့တွေနဲ့သူဆက်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 ချိဆက်ပြီးတော့အခကြီးကိုယူလိုက်တယ်ယူပြီးတော့သူက ဟိုပြည့်စားတော့မဟုတ်ဘူးခါချင်းယူပြီးတော့ဒါတစ်ကြိမ်တစ်ကြိမ်သူသာသမီပတ်သက်တယ်ပေါ့ဗျာအဲ့ဒါမရှိရသူတွေကဒါကျွန်တော်တို့လူလောကမှာဖြစ်နေကြကိစ္စတွေပါတိတ်ပြီးတော့အရင်ကပြောပေါ့အဲ့တော့ဒီမျိုးသမီးကလေးမလေးကဒါဒီကောင်လေးနဲ့ဒါဒိတ်ခဲပေါ့ဒီကောင်မလေးနဲ့ဒိတ်ပြီးတော့မှသာခေါ်ပြီးတော့ပြတာဖြစ်ပေါ့အဲ့တော့အဲ့တော့ဒီကောင်ဒီကောင်စိတ်တဆဆန်းဆန်းယူနေတဲ့ဒီယူကောင်ရဲ့အဲပြစ်မှတ်ဖြစ်သွားတာပေါ့ငစားငစားဖြစ်သွားတော့ဒုက္ခဖြစ်ဒုက္ခရောက်သွားတော့ပေါ့ဗျာနော်အချားမိတ်ကလေးဆိုလေဒီညမှာဒီကောင်တို့လုံမှာပါပဲဆိုတော့ဒီကောင်ကအဲ့လိုမျိုးဆိုတော့ခေါ်ပြီးတော့ပြောပါတယ် Telegram ချိန်ဆက်ပြီးခေါ်တယ်ခေါ်ပြီးတော့ hotel မှာခေါ်ပြပါတယ်ပြောပါပြီးတဲ့နောက်မှာသူကဒါနဲ့ထိုးတတ်တယ်ပြီးတော့တေသွားတဲ့လူအလောင်းကိုတခါတည်းဟိုခန္ဓာကိုယ်အထက်တိုက်ဒီပါဒိုက်ဘိုက်ဒီပါဒိုက်ခွဲမော်ပဲဘိုက်ဒီပါခွဲပလိုက်ပြီးဥကလီသားတွေကိုဖက်ထုတ်လုံးမယ်ပြီးရင်တခါတည်းဒီပေါင်မရှိတဲ့အသားတွေကိုလှီးထုတ်ပြလိုက်လုံးပြမယ်စသဖြင့်ပေါ့ပြီးကျန်တဲ့အယိုးကိုကျော်စင်းသားလာအဲ့ဒီတွဲရတဲ့ဓာတ်တွေကိုကြီးချင်းအဖြစ်ဒီဓာတ်တွေနဲ့ဒီလိုခုတ်ထစ်နေတဲ့အတန်ဟိုတယ်ရလူတွေမကြားကြတာလားကျော်စင်းသားလို့မရဘူးဒါတော့ခုတ်ထစ်နေတဲ့အတန်ခုတ်ထစ်နေတဲ့ဒုတ်တိုက်ခုတ်ခွက်ဆိုအယိုးတွေဗျာလူအယိုးကိုခုတ်တာ မြားကြားနိုင်ရရှိတယ်ပြီးတော့ဒီကိစ္စတွေကဟို housekeeping တွေအဲ့ဒီ hotel ရဲ့လုံခြုံရေးတွေတာဝန်ရှိတဲ့ block point တွေအကုန်လုံးပေါ့ဗျာ hotel မှာတာဝန်ရှိတဲ့လူအကုန်လုံးကလည်းတော်တော်ပေါ့ပြပြနိုင်ခဲ့တာပဲလို့ကျွန်တော်မြင်တယ်ဆိုတော့ဒီကောင်တလုံးမရဲဆက်လုတ်ဖြစ်လုတ်နေတဲ့ကိစ္စကိုလုံးဝသတင်းအစနာအတန်တော်မကြောက်ဘူးဆိုတဲ့ကိစ္စတော်တော်စမ်းသပ်ဖို့ကောင်းတယ်ဆိုတော့ပြီးတော့ဒီကောင် session နဲ့တာတယောက်ကဒီလိုမျိုးလူတယောက်ကိုလုတ်ဖို့ဆိုတာဆက်စမ်းကြည့်ဖို့လို့တော်တော်ကြောက်စရာကြီးကျွန်တော်တို့အခုဒီ UI မှာတောင်ဒီကိစ္စမျိုးကိုလူတယောက်ကိုတတ်ဖို့ပြောနေနာကျင်လက်သိနဲ့ပြထိုးလိုက်ဖို့တော့ကျွန်တော်တို့မှာ မလုံမလုံဘူးမလုံရဘူးလုံလုံဘူးဆိုတော့ဒါလောက်လုံတယ်ဆိုကြရဒီလူငယ်ရဲ့ဒီကောင်းရဲ့စိတ်နေစိတ်အခြေအနေကပုံမှန်တော့မဟုတ်ဘူးပြီးတော့ဟိုရုပ်ရှင်ကားတွေကြည့်ပြီးတော့စိတ်တသဆန်းဆန်းအဲ့လိုမျိုးကြိုက်လုံတယ်ဆိုလို့ထွက်ဆိုတိုင်းလဲဒီကောင်းကိုစိတ်တသဖြစ်နေလို့စိတ်တသရောဂါတွေပါဆိုပြီးတော့တခါအယူထောင်ပို့ပြီးတော့ဘာဖြစ်တာမျိုးတွားပြီးတော့အမှုကိုပေါ့အောင်လုပ်တာမျိုးတွေလဲလုံမယ်ဆိုရင်လည်းဒါမှမဖြစ်သင့်ဘူးအဲ့တော့ဒီအမှုနဲ့ပတ်သက်ရင်တော့ဒီကျူးလွန်တဲ့သူကိုလဲထိရောက်ပြင်းထန်တဲ့အရေးအမှုကိုလုပ်ဖို့ လိုပါတယ်တရားရေးတရားစီရင်ရေးအနေနဲ့ဒီကိစ္စမှာလူတွေကိုထိထိရောက်အရေးပြဖို့လိုတယ်ဘာကြောင့်လဲဆိုတော့ဒါကိုအရေးထိထိရောက်အရေးပြပြီးလူတွေကိုပြောပလိုက်မှအရေးလိုပါတယ်နောက်ပြီးတော့နိုင်ငံတော်အနေနဲ့လည်းဒီကိစ္စကိုထက်ခါတလေလေးသေးချာမီဒီယာတွေနဲ့ပေါင်းစပ်ပြီးတော့ထုတ်ပြန်ပြီးတော့လူတွေကိုသိအောင်ဘာပြောလို့လဲ